ခေဤကသူတို့မျိုးငယ်လေးအတွင်းမှာငွေတို့ချိတ်ဆတဲ့အလုံနဲ့အသက်မွေးဝမ်းကြောင်းပြုတ်နေသူလိုးလေပဲလူမိုက်တယောက်ပါဝိပုစုတောင်းပရိသတ်ကိုစီးပွားရေးကောင်းဟောပြောနေသူတင်းအုပ်ဆရာကလည်းသူ့ထံကချင်းငွေယူရသလိုတပိုင်းတနိုင်စီးပွားရေးလုပ်ငန်းရှင်တွေလည်းသူ့အကျွေးကမလွတ်မြောက်ကြပါဘူးအကျွေးတောင်းမရရင်ဒီလောက်ခက်ခဲနေတဲ့ဘဝမှာဆက်မနေပဲဓာတ်စီတောက်ပြီးအတူတည်ကြမယ်လို့ဖျက်ချောက်တတ်ပေမဲ့တဖက်သားပေါ်စေတနာထားတတ်သူမျိုးလူချစ်လူခံပေါ်ပါတယ်တရက်အကျွေးတောင်းပြီးသူ့အလုပ်စီပြန်ရောက်လာတော့သူ့ရဲ့တငယ်ချင်းလည်းဖြစ်တထေးလည်းဖြစ်တဲ့ဒူချောကအကျွေးတောင်းရခတ်နေတဲ့လူတယောက်ရှိနေလို့ထဲဤကိုတာဝန်ပေးလိုက်ပါတယ် ယ်။ဒါကြောင့်ဂန်ဆန်စင်းယုံကိုလိုက်သွားပြီးအကျွေးတောင်းလို့အဆင်မပြေသူတပည့်တွေကိုသုံးမကအကျွေးပြန်မဆက်သူရှိရထံဝင်သွားတော့ခန့်ငငယ်မိန်းကလေးတယောက်နဲ့တိုးပါတယ်။သူမဖခင်ရေချိုးရမယ့်အချိန်မို့အားလုံးထွက်သွားပြီးရန်ပြောဆိုနေပေမဲ့ထေဟီကတော့သတိမင်းနေသူကိုနှိုးကသူ့အကျွေးပေးရန်တောင်းနေပါတယ်။စွာတေးလန်နေတဲ့မိန်းကလေးကသူ့စာရဲစာတန်းတွေကိုစွဲယူလွှတ်ပစ်လိုက်ပြီးလူနာကိုမနှောက်ယှက်ရန်မောင်းထုတ်နေပေမဲ့သတိမင်းနေသူနဲ့ဓာတ်ရဲစကားပြောမှမို့အပြင်ဆွဲထုတ်လို့ဆိုပါတယ်။ဒီတော့မှအကျွေးပြန်ပေးပါမယ်ဆိုတဲ့ခံဝင်ကတိလက်မှတ်ထိုးပေးမယ်ပြောတဲ့အတွက်တလားကိုအတိုး49ရာခိုင်နှုန်းတော့တွင်းရမယ်စာချုပ်မှာအလုံးမတူပဲလ မှတ်ထိုးပြီးလဲရပါတယ်။ကောင်းလေးရှိနေရင်လည်းလမ်းခွဲလိုက်ပါ။အခုချိန်ကစချစ်နေဖို့အချိန်ရတော့မှမဟုတ်ပဲ။ဟိုချောင်းရဲ့ခန္ဓာကိုယ်ကိုပါသူတို့ပိုင်သွားပြီမို့။အကျွေးမဆက်နိုင်မှာကဘာမှအလုံးဝင်လို့ရတော့မှဖြစ်ကြောင်းသတိပေးနေပါတယ်။စာနာစိတ်ရှိသူထဲအနေနဲ့အဖေဖြစ်သူရဲ့အကျွေးကိုမတရားသဖြင့်ကုံရုံးဆက်ရတော့မဲ့ဟိုချောင်းကိုတနာမိပေမဲ့ဘာလို့ရမှမသိဖြစ်နေပါတယ်။နောက်တည့်ရမြို့တဲ့အကျွေးတောင်းရင်အလုတ်ကအပြန်ဆေးရုံကိုသွားတဲ့ဟိုချောင်းကိုနောက်ကလိုက်ချောင်းခဲ့ပါတယ်။ဆေးဘူးသွင်းရမဲ့ငွေအလုံးလိုက်ကြောင်းစိတ်ပြက်လက်ပြက်နဲ့ထွက်သွားတဲ့ဟိုချောင်းရဲ့အိမ်ထိလိုက်ကြည့်ရင်အကျွေးမကြည့်သေးတဲ့အရေးကြကားကိုပါမြင်လိုက်ရပါတယ်။ ယ်။ကိုချောင်းဟာသူရောကျူဆိုတဲ့ဘန်တစ်ခုမှအလုံလောက်တာဖြစ်တဲ့အတွက်နောက်ကလိုက်နေသူထဲ ਈ တယောက်အလုံနောက်ကျမှပြန်တဲ့အထီဆောင်ကအရက်တော့ရင်စကားပြောရအောင်လို့ခေါ်လိုက်ပါတယ်။သူမြင်တွေ့နေရတဲ့ဟိုချောင်းရဲ့အခက်အခဲတွေကြောင့်အတနာမခံပဲလက်မှတ်ထိုးပေးလိုက်တဲ့ပေါ်အပြစ်တင်နေပြီးပြီးပြီးရောလက်မှတ်ထိုးပေးလိုက်တဲ့စာချုပ်ဟာဖျက်ဖို့မလွယ်ကူကြောင်းအသိပေးပါတယ်။စကားပြောဆိုမတတ်သူပီပီဟိုချောင်းမှရှိတဲ့ကြောက်ကတ်နှစ်ခုကိုတခုထုတ်ရောင်းပြီးအကျွေးဆက်လို့ရကြောင်းမရည်ရွယ်ပဲပြောမိတာကြောင့်ဒေါသတကြီးပြောဆိုကထားပြန်သွားပါတော့တယ်။နောက်တည့်ရက်အဖေဖြစ်သူရဲ့လိုင်းကားကိုလိုက်စီရင်ဟိုချောင်းဖခင်တက်နေတဲ့စေးရုံမှာဆင်းနေ ခဲ့လိုက်ပါတယ်။ဖခင်ဖြစ်သူကြောင့်အကျွေးပတ်လည်ဝိုင်းနေတဲ့ဟိုချောင်းကိုသူအကြံဉာဏ်ပေးကြည့်အောင်သာဖြစ်ပြီးကြောက်ကကိစ္စနားလည်မှုလွဲတာဖြစ်ကြောင်းတောင်းပန်ပေမဲ့မောင်းထုတ်ခံလိုက်ရပြန်ပါတယ်။ဒီလိုနဲ့သူ့အလုပ်ထံပြန်လာပြီးဟိုချောင်းရဲ့စာချုပ်ကိုရှာဖွေကအလို့ရှင်တငငချင်းဖြစ်တဲ့ဒူချောကိုငါတို့တငငချင်းနေမဟုတ်လားလို့မေးပါတယ်။တထင်းနဲ့အလို့သမားလို့သာပြန်ဖြေတဲ့ဒူချောရှိမှစာချုပ်ကိုပစ်ချလိုက်ပြီးဒါကိုချွတ်ဆော့ပွဲတော့ဘောနပ်ဆက်ဖြစ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒူချောလည်းသဘောမတူခြင်းပေမဲ့အရင်ကိုတော့တေချာပေါက်ပြန်ဆက်ရမယ်လို့ကတိတောင်းလိုက်ပါတယ်။အဲ့ဒီနောက်ဟိုချောင်းရဲ့ဘဏ်ကိုသွားကတုံငယ်စာရွက်တွေအကုန်ယူပြီးဘယ်အချိန်လောက် ဆင်းပါလဲလို့တဖွားဖွားသွားမိပါတယ်။ထဲဟီကြောင့်စုံညံပူညံဖြစ်လာတဲ့အတွက်ဗန်မန်နေဂျာကကိုရီးကိုရာကိစ္စအိမ်ပြန်ဖြေရှင်းပါလို့ဝင်ပြောတဲ့အခါလူမိုက်ကြီးထဲဟီတယောက်ပြဿနာထရှာတဲ့အတွက် yes ခန်းရောက်သွားပါတယ်။ဒါပေမဲ့အကျွေးယူထားလို့လာတောင်းသူထဲဟီရဲ့အဖြစ်မဟုတ်ပဲပတ်စံမပေးတဲ့ဟိုချောင်းရဲ့အဖြစ်လို့သုံးဖြတ်ကသတိပေးပြီးပြန်လှုပ်လိုက်ပါတယ်။အိမ်ပြန်ရောက်လာတော့မိသားစုနဲ့တောင်ထမင်းမစားပဲဟိုချောင်းရဲ့အကျွေးစာချုပ်ကိုကြည်ကတခုခုချရေးလိုက်ပါတယ်။နောက်တစ်ရက်စေးဖို့အမြောက်များပေးရမှာမို့စိတ်ပြတ်နေသူဟိုချောင်းထံသွားကအကျွေးစာချုပ်ကိုဖြေရှင်းလို့ရတဲ့နောက်ထပ်စာချုပ်တစ်ခုထုတ်ပြပါတယ်။ကြောင်တောင်တောင်လေးရှောက်ဆွဲ ထားတဲ့စာရွက်ပေါ်မှာသူနဲ့တရက်တနားီတွေ့တာနဲ့အကောတကွက်စီအယောက်ချဲ့ပေးပြီးအားလုံးပြည့်တာနဲ့အကျွေးကြည့်ပြီးလို့ညှိနှိုင်းလိုက်ပါတယ်အကျွေး level နှစ်နေပေမဲ့တစက်ကလေးမှအောင်မချို့ကျင်သူဟိုချောင်းကတော့ထမှန်နှင်လွနေပြန်လာကြောင်းစိတ်ပြောင်းတဲ့အချိန်ဆက်သွယ်ရန်လိမ့်စာကပေးကပြန်လာခဲ့လိုက်ပါတယ်ဒါပေမဲ့များပြားတဲ့အကျွေးတွေကိုဘလုံးမရှင်းမှုနီးလမ်းမရှိတာမို့ထိန်နဲ့တွတ်တွေ့ပြီးတမတ်ချက်တွေကိုမေးပါတယ်သူ့အနေနဲ့ထိုကိစ္စကိုကြိုတင်စဉ်းစားထားခြင်းမရှိတာကြောင့်ဟိုချောင်းကိုပဲပြန်မေးကြည့်တဲ့အခါလမ်းလျှောက်ပြီးစကားပြောမယ်လို့ဆိုပါတယ်နီးစပ်ဖို့ကြံစီနေသူမို့ထမင်းတူစားဖို့လောက်ထိတွေးထားပေမဲ့အပြောမတတ် ူပီပီလမ်းလျှောက်စကားပြောရုံနဲ့အကျွေးမကျေနိုင်ကြအောင်အထင်လွဲစရာတွေပြောမိလိုက်တာကြောင့်ဟိုချောင်းကထပြန်သွားပါတယ်အချက်ချောင်းနားမလဲတဲ့ထဲ့ဤတယောက်သူသွားနေကြဂေယာကမိကလေးကိုဒီလိုအတူနေတာသူ့ကိုချစ်လို့လားလို့သွားမိပါတယ်အလို့သဘောအရပြုံးမှုဆက်ဆက်နေတဲ့မိကလေးစီကအဖြေမရတာနဲ့သူ့ကောင်းတဲ့ကထုံမရသူဟိုချောင်းထံပြန်သွားပါတယ်လမ်းလျှောက်ထမင်းစားပြီးအချားအရာတွေလည်းလုပ်မယ်လို့ဒဲတို့ကြီးပြောမိပြန်တဲ့အတွက်မျက်ဆောင်ထိုးခံရပြန်ပါတယ်တို့ပေမဲ့သူမကိုသဘောကျနေလို့လားချင်းချောင်းဒီအစ်စ်လားလို့ပြန်လဲမိကုန်းထုတ်လာတဲ့ဟိုချောင်းကဘာပဲဖြစ်ဖြစ်အကျွေးချစ်ပေးမယ်ဆိုတဲ့ဂရိကိုတီးပေးဖို့တောင်းဆိုလာ တဲ့အတွက်ပရမသုံးကြိမ်ထမင်းဆိုင်ခေါ်ကသူ့ဆိုင်ရွက်မှာလက်ပွေနှိပ်ခိုင်းပါတယ်။အဲ့ဒီနောက်ပိုင်းဟိုချောင်းရဲ့အကျွေးကိုခြေနိုင်မှုအတွက်အခြားလူတွေထံကစူးစမ်းရှာဖွေကဟိုချောင်းရဲ့လှုပ်ထိပ်စားစရာတွေပို့လာပါတယ်။နောက်တစ်ရက်ဂတိပေးထားတဲ့အတိုင်းထမင်းဆိုင်ကိုလိုက်လာပေမဲ့မတိုးမထိပ်ပဲထိုင်နေသူဟိုချောင်းကိုတတ်မှတ်ချိန်ပြည့်တဲ့အခါအလုပ်ကိုပြန်လိုက်ပို့ပေးပါတယ်။ဖခင်နဲ့တစည်းမမတဲ့သူထဲဤတယောက်မတော်ရသေးတဲ့ရောက်မှလောင်းကိုကြာကြာနာနာပြုစုပေးနေတာမြင်ရတဲ့နောက်ဟိုချောင်းနဲ့သူ့ချားကဆက်ဆံရေးရလဲစတင်ပြည့်ပြည့်လာပါတယ်။တရက်တနားရတဲ့အချိန်လေးမှာနှီးမျိုးစုံပူပန်ရင်တတ်မှတ်ထားတာထက်အနည်းငယ်ပိုတဲ့အဆင့်ရောက်လာပါတယ်။ ယ်။ရေးသားရဖို့သာအာရုံရောက်နေပြီးအကျွေးတောင်းမှုပြက်ကွက်လာတဲ့ထဲရဲပိုင်တဲ့အတွင်တထေးမိတ်နဲ့ဝင်ရောက်တောင်းချမ်းသူတွေရှိလာပါတယ်။ဒါကိုလမ်းကြုံဖြစ်ချင်းပြီးခဲ့တဲ့ထဲရဲမူလအချင်းစရိုက်ကိုဟိုချောင်းတယောက်မျက်စိနဲ့တမ်းမြင်လိုက်ရတဲ့အတွက်စိတ်ပြတ်သွားပါတယ်။အလောက်ကိုပြန်ရောက်လာတော့သူ့ပိုင်တဲ့ကိစ္စကိုဝင်မချုပ်ရန်နဲ့သူ့နေသူ့ဟန်နဲ့သာဖြည့်ရှင်းမယ်လို့တထေးကိုဂုတ်ဆွဲပြောဆိုခဲ့ပါတယ်။နောက်တည့်ရက်ဟိုချောင်းဆေးရုံကိုလိုက်လာတဲ့အခါသူမဖခင်ကိုမတွေ့ရပဲလူနာကိုခေါမိုးဖို့ခေါ်သွားတယ်ဆိုတာနဲ့ဒေါသကြီးလိုက်သွားပါတယ်။စာအုပ်ဖတ်ပြနေတဲ့ထဲဤကိုလည်းသူမမြင်ခဲ့ရတဲ့ဇိုက်ဆိုးတွေကြောင့်ထမလာဖို့သာမှာနေပါ ါတယ်။ဒါကြောင့်ဘာဖြစ်နေမှန်းမလဲပဲသူ့ဟိုချောင်းကိုချစ်တဲ့ကြောင့်ဖွင့်ပြောတဲ့အခါအကျွေးပဲပြန်ဆက်မယ်ထမ်းမလာနဲ့တော့လို့မောင်းထုတ်လိုက်ပါတယ်။စိတ်ပေါက်ပေါက်နဲ့သူသွားနေကြဆောင်းကြမြန်ကမိကလေးထံချစ်တယ်လို့သွားပြောပြန်တော့လေအတိုးရောရင်းမှပြန်ဆက်မယ်ထမ်းမလာနဲ့လို့နှင်လော့ခံရပြန်ပါတယ်။ညရောက်တဲ့အခါဖခင်ရဲ့ကျမ်းမာရေးကိစ္စနဲ့ဗျာများနေသူဟိုချောင်းထံမူမူယူယူနဲ့ပြန်သွားပြီးမနက်ကချစ်တယ်လို့ပြောခဲ့တဲ့စကားကိုပြန်ရုပ်သိမ်းကြောင်းအသိပေးခဲ့ပါတယ်။ဒီလိုနဲ့ဆက်သွယ်မလုပ်တော့ပဲရဲ့အနေငယ်ကြတော့အလုံးမငယ်သားတယောက်ကဟိုချောင်းရဲ့အကျွေးစာချုပ်ကိုလာရှာပါတယ်။ဘာကြောင့်ရှာနေရလဲမေးကြည့်တော့ဟိုချောင်းရဲ့ဖခင်သုံးသွားပြီ ီလို့တည်လိုက်ရတဲ့အတွက်စီစီကားကားမရှိတဲ့နိုင်ရီကိုလိုက်သွားပြီးရောက်ကတိရဲ့နောက်ဆုံးခီးကိုအကောင်းဆုံးပြင်ဆင်ပေးခဲ့ပါတယ်။တေဆုံးသူဘယ်သူပါဝါမှမသိပဲလာရောက်ကာရဝါပြုတ်ကြတဲ့လူတွေဟာသူတို့အပေါ်မှာထယ်ကြီးရဲ့ကျေးဇူးတွေဘလောက်များကြောင်းပြောဆိုနေတော့မှဒီစိတ်ထားကောင်းတဲ့လူမိုက်ကြီးအကြောင်းနားလည်စားပြုလာပါတယ်။အဲ့ဒီနောက်ပိုင်းစကားကိုတည်တည်ချာချာမှပြောတတ်ပေမဲ့အသေးမွားလေးကစဂယူဆိုင်တဲ့သူထယ်ကြီးအပေါ်ဟိုချောင်းတယောက်အာကိုတချီရင်းရင်လာပါတော့တယ်။အသက်40အရွယ်လူပြိုကြီးထယ်ကြီးတယောက်ချေရသူဟိုချောင်းနဲ့စုံတိုင်းတယုတ်တရနန်းတတ်သလိုဘေးဒုက္ခတွေလည်းလှုပ်လိရှိပါတယ်။နှစ်နှစ်ကြာပြီးနောက်အပြင်းထန် ာကျင်စေမှုကြောင့်အပြစ်ပေးခံနေရသူအကျဉ်းသားဟန်ထဲကြီးကိုထောင်ကလွတ်ငင်းခွင့်ပြုလိုက်ပါတယ်။ထောင်ကလွတ်လာလာချင်းမြို့နယ်ရဲစခန်းကိုဝင်ကာအိမ်ပြောင်းသွားပြီဖြစ်တဲ့သူ့ကိုယ်ရဲ့လိပ်စာကိုတောင်းယူခဲ့ပါတယ်။တူမပြည့်သူဆုံးကတော့ဝမ်ပန်းသက်သာကြိုးဆိုပေမဲ့ထောင်ကြတာတနစ်မပြည့်ခင်ဘာအကြောင်းနဲ့ပြန်လွတ်လာမှမသိတဲ့သူ့ကိုယ်ကတော့မယုံကြည်နိုင်ဖြစ်နေပြီးဘာကြောင့်ရဲစခန်းကိုအရင်ဝင်ရလဲလို့မေးခွန်းထုတ်နေပါတယ်။စံပြထောင်သားအနေနဲ့ပြန်လွတ်လာလို့ပြောလဲမယုံတဲ့အတွက်ရဲစခန်းမှာစစ်ကြီးတော်မှပြန်လွတ်ပေးမှလက်ခံသွားကြပါတယ်။အဆက်အသွယ်ဖြတ်ပြီးနေရက်လိပ်စာပါပြောင်းသွားတဲ့ဟိုကျောင်းထံလက်ဆောင်ပစ္စည်းအချို့နဲ့တောင်းပန်ခဲ့ပေမဲ့ ဲ့ကိုကိုကိုတတ်သိလိုက်ပါဆိုတဲ့စကားကိုသာပြောသွားပါတယ်ခေါင်းငိုက်ဆိုင်ချပြီးအိမ်မြန်ရောက်လာတော့တန့်ရှင်းရေးလုံနေတဲ့နှာခေါင်းထဲကသွေးတွေအလွန်ကျွန်ထွက်လာကခေါင်းတွေမူးဝေလာပါတယ်တကယ်တမ်းထေဟီကိုထောင်ကလှုပ်ပေးလိုက်တဲ့အကြောင်းပြချက်ကစံပြထောင်သားဖြစ်နေလို့မဟုတ်ပဲ၃လလောက်သာအသက်ရှင်ခွင့်ရတော့မယ့်အကျဉ်းသားတယောက်ကိုမိသားစုနဲ့ပြန်လည်နေထိုင်ခွင့်ပေးခဲ့တာဖြစ်ပါတယ်ဒါရီဖြစ်မလာခင်လွန်ခဲ့သောနှစ်နှစ်ခန့်ကထေဟီနဲ့ဟိုเจ้าတို့ဟာသူတို့လူကျင်တဲ့ဘဝကိုအတူတူဖြတ်တန်းနေကြပြီဖြစ်ပါတယ်ဘဝကိုရိုးရှင်းစွာနေထိုင်လို့သူဟိုเจ้าဟာအကျွေးတောင်းလူမိုက်လုံနေတဲ့ထေဟီကိုလက်ရှိလောက်ကထွက်ပြီးအေးအေးချမ်း င်းချမ်းနေစေလိုကြောင်းနားချပါရယ်ဒါကြောင့်သူချင်းရတဲ့မိကလေးအလိုကြလက်ရှိလောက်ကနေအားယူတော့မဲ့ကြောင်းတငယ်ချင်းတစ်ထည့်ဖြစ်သူကိုသွားပြောခဲ့ပါရယ်သူ့အတွက်အားကိုးစရာလူမရှိတော့မှဆိုတဲ့ဒိုချောဟာအလုံးအစ်စ်လည်းမရှိပတ်စံစူဆောင်းလာခြင်းလည်းမရှိတဲ့ထဲကြီးဟာနောက်ဆုံးအနေနဲ့ဂွင်အကြီးကြီးတစ်ခုကြံပြီးရနဲ့အတူအားယူကြမယ်လို့မြှုပ်ဆွဲတော်လဲသူ့လှုပ်တွေပြီးပြအောင်လှုပ်ပေးခဲ့မယ်လို့ကတိပေးခဲ့လိုက်ပါရယ်ဒီလိုနဲ့အကျွေးမဆက်နိုင်တဲ့လောင်ကစားသမားတင်ယုတ်ဆရာထံရိုက်နဲ့အကျွေးတောင်းနေရင်ထဲကြီးတယောက်အကျောဆွဲကလဲကြသွားပါတော့ရယ်အလုံးပြရတဲ့ကြောင့်မူးလဲသွားတဲ့ထင်နေတော်လဲတဖြည်းဖြည်းကြီးလာတဲ့အုံနောက်အကျိ ကြောင့်ခွဲစိတ်ရမယ်လို့ဆိုပါရယ်အလောက်ထွက်ပါတော့မယ်ဆိုတဲ့ကတိကြောင့်ဟိုချောင်းဟာသူ့ဖခင်ရဲ့အတအမကန်ကြီးစုဆောင်ထားသမျှကိုထုတ်ပြကလက်ထပ်ပြီးအေဂျင့်နဲ့ဘဝမှာနေရအောင်လို့တောင်းဆိုလာပါရယ်ဒါကြောင့်သူ့ကျမ်းမာရေးအတွက်အရင်တွေးမနေတော့ပဲဟိုချောင်းလုပ်ချင်တဲ့ delivery service လုပ်ငန်းအတွက်အခြားခြားကြားတဲ့နေရာမှာစိုင်ခန်းကောင်းကောင်းခန်းရံပြင်ဆင်လိုက်ပါရယ်ဟိုချောင်းကိုယ်တိုင်စိုင်ခန်းအသေးလေးနဲ့စလဲပြဿနာမရှိဘူးဆိုပေမဲ့ဖခင်ကိုသာသူ့ဘော်မှာသာမိကိုအားကိုးနေရကြောင်းပြောမှုတဲ့ဟိုချောင်းကြောင့်အခြေကြီးလို့ရရှိတဲ့ဆိုတဲ့ဒိုကျော်ထန်ရှင်းသမျှပတ်စံပုံအောင်ရင်းနှီးလိုက်ပါရယ်ဒီလိုနဲ့စိုင်ခန်းစာချုပ် ချုပ်မန်းလေးကိုရောက်လာခဲ့ပြီးမို့အလောက်တော်ကန်ဒီနှုတ်ဆက်နေတဲ့ဟိုချောင်းကိုလည်းမျက်နှာမပြရဲပဲဒိုချောစီပုံပြီးခဲ့တဲ့ငွေဒီကိုသာအာယုံရောက်နေပါတယ်ရင်းနှီးထားသမျှငါးသားပြန်ပေးမယ်ဆိုတဲ့စကားကြောင့်သူကိုယ်တိုင်လောင်းကစားဝိုင်းကြီးမှာရင်တထိတ်ထိတ်နဲ့စောင့်နေခဲ့ပါတယ်ပန်ရှင်နဲ့စာချုပ်ချုပ်ဖို့စောင့်နေသူဟိုချောင်းကလည်းဖုန်းနဲ့ခေါ်စာတွေပို့ပြီးစိတ်တင့်နေချိန်လောင်းကစားဝိုင်းကိုလူတစုကဒုတ်တွေနဲ့ဝင်လာပြီးငွေတွေဝင်လူပါတယ်ရုံးရင်းဆန်ခတ်အခြေအနေမှာတပည့်တပန်းအနေနဲ့အေးဆေးစွာထွက်သွားတဲ့ဒိုချောကိုမယုံနိုင်ဖြစ်နေပြီးသူ့ပတ်စံနေပါမတော့အောင်တယောက်တည်းကကွယ်ရင်ရိုက်နှက်ခံရရပါတယ်ထိုပတ်စံနေဆုံးရှုံးသွားရင် ်သူ့ဘဝပြပြီးမိုးလိုက်တာရင်လက်နက်ဖုံးနဲ့လူတယောက်ကိုကြီးလိုက်တဲ့အခါဒိုချောရဲ့တပည့်ရွှေသွားဖြစ်နေမှသိလိုက်ရပါတယ်။တစ်ဖက်မှာဆိုင်ငန်းကားမဲ့ပိုင်ရှင်ကလည်းငွေမချေသေးတဲ့ဟိုချောင်းကိုမစောင့်နိုင်တော့ပဲပြန်သွားပါတယ်။လူကြီးကြီးတို့စီကားခဲ့တဲ့လောင်ကစားဝိုင်းကြီးဟာငွေနဲ့တူတာတရွတ်တောင်မကြံခဲ့တဲ့အပြင်ဒိုချောရဲ့ရုံးကမ်းမှာလည်းပစ္စည်းပစ္စည်းတွေတိတ်စီကတငယ်ချင်းချင်းချင်းသူ့ငွေတွေကိုပါအခြေကြီးကြံစီသွားပြီးဖြစ်ပါတယ်။ဒိုင်ယာဘလဘွားစိတ်ပြက်လက်ပြက်နဲ့ရက်ထိုင်တောင်းနေသူထဲဤထံဟိုချောင်းလိုက်လာပါတယ်။ဘယ်ကိုရောက်နေခဲ့လဲမျက်နာကဒိုင်ယာတွေကဘာကြောင့်လဲဆိုတဲ့စင်ကြေတစ်ခုပေးဖို့နဲ့ပွဲစားပြောသွား တဲ့ဇကားတိုင်းလူမိုက်ဆိုတာတာမန်ဘွားနဲ့နေဖို့မဖြစ်နိုင်ကြောင်းထုတ်ပြောလာပါတယ်ဆက်လက်နားထောင်လို့ခြင်းမရှိတာကြောင့်ထွက်သွားရန်ပြင်နေတဲ့သူမကိုပေးခဲ့တဲ့ဂတိအတိုင်းဘာလို့မနေခဲ့လဲဆိုတဲ့အခါအစုံအထိမျောလဲစရာမရှိတော့တဲ့ထေရီတယောက်သူဟာဟိုချောင်းကိုလက်ထပ်ဖို့စိတ်ကူးမရှိခဲ့ဘူးလို့ပြောမိလိုက်ပါတယ်ဒေါသတဝက်မခံချင်စိတ်တဝက်နဲ့ထိုင်နေတဲ့သူတို့ပြဿနာကိုနစုံနှပြားချတဲ့စစ်သားတွေကရွက်ဆောင်ပြောနေရမှုအရက်ခွန်းနဲ့ပစ်ပေါက်ပြီးထိုးစစ်သား၃ယောက်ကိုအညိုးတကြီးရိုက်နှက်ခဲ့ပါတယ်အဲ့ဒီဖြစ်ရကြောင့်အကြမ်းဖက်မှုနဲ့ထောင်သုံးနှစ်ကြာရာကနေတေကန်ဒီယောဂတယ်မှုထောင်ကပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ် ဒီเจ้าနေကိုတီးတဲ့စကမ်းမှုကမိသားစုကိုအတိပေးပြီးစေကူတမှုခံယူရန်ဖြောင်းပြပေမဲ့လူလိန်ဒိုချောင်းရဲ့လိပ်စာကိုသာတောင်းယူခဲ့လိုက်ပါတယ်။အဲဒီနောက်ငွေတွေအချီကြီးလိန်လေကတနယ်တကြီးမှာစက်ယုံထောင်ထားသူဒိုချောင်းနောက်လိုက်သွားပြီးသူဟာမကြခင်တေရတော့မှမို့သူ့ပတ်စံနေပြန်ပေးဖို့ကောင်းမွန်သွားတောင်းဆိုပါတယ်။အရင်လိုပါချီပါချက်လူမိုင်းမဟုတ်တော့သူဒိုချောင်းကတော့နေရခက်စီမဲ့အရာတွေမလုပ်ဖို့နဲ့သူ့စိတ်ထမလာဖို့မောင်းထုတ်တဲ့အတွက်နောက်တရက်ရုံကန်းနဲ့ဝင်ပြီးတက်တဲ့ဖြစ်တဲ့ရွှေသွားကိုပုံစံပေးခဲ့ပါတယ်။ပိုင်ဆိုင်နာဆိုလို့မိကျစ်တလုံးသာကြံတော့ပြီးဒီမိကျစ်နဲ့သူ့ကိုလိန်သွားသူစီကအားလုံးပြန်ယူနိုင် င်တယ်လို့ချိန်ချောက်ပေမဲ့အရေးကနဲ့ထပ်ပိတ်ခံလိုက်ရပါတယ်။သို့ပေမဲ့သူက brain cube မှာကြောင့်တကယ်တရားတော့မဲ့လူလို့စေးမတန်းကိုပြကအမျိုးမျိုးတောင်းမှန်ခဲ့တာကြောင့်ငွေတွေပြန်ရလာပါတယ်။အဲ့ဒီနောက်သူ့ကြောင့်အမျိုးမျိုးနင်းနာခဲ့သူဟိုကြောင့်ထံငွေတွေပေးကတောင်းမှန်ခဲ့ပါတယ်။အိမ်ပြန်ရောက်လာတော့အတိတ်မဲ့ယောဂခံစားနေရသူဖခင်အားအလောက်ခိုင်းနေတဲ့အကိုဖြစ်သူနဲ့ပြဿနာတက်ခဲ့ပြန်ပါတယ်။ဟိုကြောင့်တယောက်သူမဖခင်ရဲ့နှစ်ပတ်လည်နာရီကိုတယောက်တည်းကျင်းပနေတဲ့အရင်လိုပဲထဲကြီးရောက်လာပါတယ်။မောင်းထုတ်နေပေမဲ့တမတ်ဖြစ်လို့ဆက်ဆက်ဆက်ဆံရေးရှိခဲ့ဘူးတာကြောင့်လို့ဆိုကအတင်းကာဝရပြုပါတယ်။တယောက်နဲ့တယောက် င်စကားမပြောပြကြဘဲအတန်ကြာတဲ့အခါမှာတောင်းပန်ပါတယ်ဆိုတဲ့စကားကလက်ခံနိုင်စရာမရှိပေမဲ့နောက်ဆုံးအနေနဲ့လာနုဆတ်တာဖြစ်ကြောင်းပြောပြီးပြန်လာခဲ့လိုက်ပါတယ်။နောက်တရက်သူ့ကိုလင်မယားဆိုင်မှာရှေးဖေးလာလုပ်နေတဲ့ဂန်စတာတယောက်ကထဲအီရဲ့မကြီးဖြစ်သူကိုလက်ဆော့တဲ့အတွက်ပြဿနာတက်ကြပါတယ်။အဲဒီနောက်မကြီးဖြစ်သူကအိမ်မှာအခန်းပိုမရှိသလိုစုံလဲအရွယ်ရောက်လာပြီးမှမသိတော့တာကြောင့်အိမ်ကထွက်သွားရန်ပြောလာပါတယ်။ဒါပေမဲ့အိမ်ကထွက်သွားမဲ့ထဲအီကိုလင်မယားနှစ်ယောက်သားတယောက်နဲ့တယောက်မသိအောင်ပတ်စံခိုးပေးလိုက်ကြပါတယ်။ဒီလိုနဲ့ဂန်ဆန်းကနေရောစုကိုသွားမဲ့လမ်းမှာအလောက်ကလူတယောက်နဲ့ဂျင်ယာဘတ်တွေ့နေသူ ဟိုချောင်းကိုမြင်တဲ့အခါမနေနိုင်မထိုင်နိုင်ဆင်းချောင်းခဲ့ပါတယ်။တိုးထက်ပိုတာတဲ့လူတစ်ယောက်နဲ့အေးအေးချမ်းချမ်းဖြတ်တန်းခွင့်ရတော့မဲ့ဟိုချောင်းကိုစိတ်ချလက်ချနှုတ်ဆက်ပြီးထွက်လာတဲ့လမ်းမှာတော့ယောဂါကပူပူဆိုးရွားစွာတိုက်ခိုက်လာပါတော့တယ်။တတိပြန်ရလာတော့ဆေးရုံတစ်ခုပေါ်ရောက်နေပြီးဆေးရုံကဆင်းရံငွေရှင်းကောင်တာကိုတွားတဲ့အခါအုတ်ထိန်သူဟိုချောင်းကဆေးဖို့ရှင်းသွားပြီလို့ဆိုပါတယ်။အကြီးပေါ်လူနာတင်ကားတန်တွေကြောင့်ထွက်ကြည့်ရင်သွေးတွေနဲ့လဲကျနေသူကထဲအိမ်မှတိလိုက်ရတဲ့အပြင်နှစ်နှစ်ကျော်ပြင်းထန်စွာခံစားခဲ့ရတဲ့ထဲရဲ့ယောဂါချောင်းနဲ့တိတ်ကြကြမနေရတော့မဲ့အကျဉ်းသားမှုထောင်ကလွတ်ပေးလိုက်တာဖြစ်ကြောင်းဟိုချောင်းတိလိုက် ရပါတယ်။ဒါကြောင့်ဘလို့အဖြစ်တွေပဲရှိခဲ့ရှိခဲ့။သူမတဦးတည်းအားငယ်စွာဖျက်ဆီးခဲ့ရတဲ့ကအတူရှိခဲ့ဘူးသူကိုခွင့်လွှတ်ဖို့အပြေးလွှားလိုက်လာခဲ့ပါတယ်။ယောဂသူကြီးကိုလက်ပေါင်းများစွာတယောက်တည်းကြိတ်ခံစားလိုက်ရတဲ့ထဲကြီးလဲသူ့ဘော်ဆော်လာနိုင်မဲ့လူတယောက်ရှိမှအားငယ်စွာကိုချလိုက်ပါတယ်။ဟိုချောင်းရဲ့ကူညီနဲ့စေးုံတက်နေတဲ့အချိန်တွင်ရွယ်သူချောင်းသူတွေစမတ်ဖုန်းကနေကြိမ်ခေါင်းဖုန်းလေးသာကင်နေရတာမို့သူ့ကိုဖုန်းတစ်လုံးလောက်ခိုးပေးဖို့တောင်းဆိုဘူးတဲ့တူမဖြစ်သူဆုံးအတွက်စမတ်ဖုန်းတစ်လုံးကိုလက်ဆောင်ပို့ပေးခဲ့ပါတယ်။ပြင်းထန်တဲ့ကုသမှုတွေအတွက်ကိုတော့အနားမှာဟိုချောင်းရှိုံနဲ့ကြော်ဖြတ်နိုင်ခဲ့ပြီးသူမရ ားနိုင်တော့ဘူးထင်ထားတဲ့လက်ကြံဘွားကိုခြေနှက်နေခဲ့ပါတယ်အချိန်ရရင်အရင်လိုလမ်းလျှောက်စကားပြောပြီးတခုခုစားကျင်သေးကြောင်ပြောလို့ရှိကသူထောင်တွင်းမှာကိုယ်တိုင်လှုပ်ထားတဲ့တော့ကြိတ်လေးကိုဟိုချောင်းရဲ့လက်တွင်ထည့်ပေးရင်နှုတ်ဆက်သွားပါတော့တယ်ရခင်ကသူတပားနာရေးကိုစီကောင်းအောင်ကိုယ်တိုင်လှုပ်ပေးခဲ့တဲ့ထဲရဲ့နောက်ဆုံးခီးဟာသူကူညီခဲ့ဘူးသူတွေနဲ့ပြည့်နေပါတယ်ထဲဤမသေးခင်ကသူ့မှာလက်ထပ်လို့နေနေရွယ်ခဲ့ဘူးတဲ့မိကလေးတယောက်ရှိခဲ့ပြီးသူ့ကြောင့်ပဲအားလုံးလွှဲချော်ခဲ့တာဖြစ်ကြောင်းဖခင်တန်ဖွင့်ပြောမှုပါတယ်ဘာမှလှုပ်လှုပ်တဲ့ထိုမိကလေးကအယံသက်သာရှိတဲ့မိမကောင်းလေးဖြစ်တာကြောင့်သူ့ကြောင့်မခံစားသေးလို့ ပဲပတ်စံပီးပြီးပြောက်ွက်သွားလိုက်ခြင်းတယ်လို့ဆိုပါတယ်အကယ်၍သူမရှိတော့ရင်လည်းတဦးတည်းဖြစ်နေတော့မယ့်ဟိုเจ้าကိုကောင်းကောင်းဆက်ဆံပေးဖို့နဲ့အဖေရင်းလို့စောင့်ရှောက်ပေးဖို့မကြာခဏမှာခဲ့ဘူးပါတယ်ယခင်ကနာကြီးစိတ်နဲ့မေးမေးပြောက်ပြောက်နေနိုင်ခဲ့ပေမဲ့ယခုတော့အချိန်တွေတရွတ်ရွတ်တိုက်စားခဲ့တာတော့လောကကြီးထဲမှာမရှိတော့တဲ့လူတယောက်ကိုလွယ်လွယ်နဲ့မေးပြောက်လို့မရနိုင်ဖြစ်နေပါတယ်